ါစေ။ဒါပေမဲ့ तू ကရှမ်းလို့ဆိုပေမဲ့ခုနကညီမပြောတဲ့အရာလေးတွေထဲမှာမိတ်ဆွေတို့နားလည်သွားမယ်ဆိုရင်ပို့ပြီးတော့တောင်မှကိုပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်အာအပြင်လောကမှာစံကတင်တစ်ခုကိုဝယ်လိုက်မယ်။အာဆက်စမောနဲ့မတွေ့ခင်တော့ကဥမာဝယ်ခဲ့တယ်ဆိုရင်တောင်မှမိတ်ဆွေတို့ စနေအားလုံးရောဒီနေ့ကျွန်မကိုညှော်နေတဲ့သူတွေရှိလားဗောသိကြတယ်ဒီနေ့ဗောနော်အာမင်းညကလေးရဗောနော်ဒါအိုးဒီနေ့လာပြီးတော့ဗောနော်မျှဝေပေးမယ့်အစီအစဉ်ကားဆိုရင်ဒီနေ့အာဆက်ဆက်မောမှာထုတ်ကုန်ပစ္စည်းအကြောင်းကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်တယ် ကြိုတင်ပြီးတော့တော့သိတယ်ဒါပေမဲ့ကျွန်တော်တို့တွေလည်းပေါ့နော် အစွမ်းကုန်ပေါ့နော်စူးစမ်းနေကြတယ်ဒါပေမဲ့လည်းအင်တာနက်လိုင်းတွေမရတဲ့ကောင်မှဆိုရင်ဘလောက်ပဲကိုဘလောက်ပဲပေါ့နော်အစင်သင်းဖြစ်နေပါစေဟာလုံးဝမှအစင်မပြေတဲ့အရာလေးတွေလည်းဖြစ်သွားတဲ့အတွက်လည်းအားလုံးအားလုံးကိုတောင်းပန်ပါတယ်ရှင်ဒါဆိုရင်ဒီနေ့လိုက်ဆောင်မှာကျေးဇူးနေကြတဲ့မိသားစုနေအားလုံးကိုမေးချင်တဲ့အရာလေးကဒီနေ့ကျွန်မရဲ့အတန်လေးတွေကြားရလားရှင်အတန်လေးတွေရောကြည်လင်မှုရှိရလားကြားရောကြားရလား အတန်လေးတွေကြည်လင်နေကြားရတယ်ဆိုရင်စာလေးတွေရေးလာပေးလို့ရလားရှင်ဒါဆိုရင်ဒီနေ့ပေါ့နော်။အိုးအာပစ္စည်းတောင်းပေါ့နော်။အိုးလာပြီးတော့မျှဝေပေးတဲ့သူကဘယ်သူဘဝလဲ။အဲတနေ့တက်တက်ပို့ပြီးတော့ပေါ့နော်။နည်းနည်းလေးပေါ့နော်။အစ်စ်အစွမ်းလေးဖြစ်နေတယ်ဆိုတော့လေမမှတ်မိမှဆိုလို့ကျမရဲ့နာမည်လေးကိုအရင်ဦးဆုံးမိတ်ဆက်ပေးပါရစေရှင်။ကျမရဲ့နာမည်ကတော့မတ်စမောင်လို့ခေါ်ပါတယ်ရှင်။ဒီထဲမှာကျမကိုသိတဲ့သူတွေရောရှိလား။ အာမရှိဘူးတဲ့အာဘောနော်လုံးဝမသိသေးတဲ့သူတွေရောပါလာပါတယ်ဆိုရင်လည်းစာလေးတွေရေးလာပေးလို့ရတယ်ရှင်အရင်ဦးဆုံးပေါ့နော်မေးချင်တဲ့အရာလေးကအတန်ကြားရရဲ့လားအတန်နေရှင်းရောရှင်းရဲ့လားစာလေးတွေအမြန်ဆုံးပဲရေးလာပေးကြမယ်ရှင်ဒါဆိုရင်မိမိရဲ့ကရုထဲမှာပေါ့နော်အမြန်ဆုံးအမြန်ဆုံးပဲလူဦးရေတွေဝင်လာဖို့ရန်အတွက်နှိုးဆော်ပေးကြမယ်ရှင်ဒီနေ့ပေါ့နော်ကျွန်မအာပစ္စည်းတောင်မျှဝေပေးမှာဆိုရင်ဒါ ဟိုရွေးချယ်ထားတဲ့ပစ္စည်းတွေကတော့နည်းနည်းများတယ်ဒါပေမဲ့ပေါ့နော်လေစာတွေတစုတော်သူတွေပေါ့နော်ဒီနေ့ပစ္စည်းအသစ်အစမ်းတွေစစမောကုမ္ပဏီမှာဆိုရင်ပစ္စည်းအသစ်အစမ်းတွေအများအားဖြင့်အများအားဖြင့်ထုတ်လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့စံခရင်အာ SMO နဲ့အုပ်စုတွေကစံခရင်လေးနဲ့မိတ်ဆက်ပေးသွားတော့မှာပဲဖြစ်တယ်ချင်းစေမိနစ်ပဲမျှဝေပေးသွားမှာဖြစ်တယ်။ဒါဆိုရင်ဒီစေမိနစ်အတွင်းမှာမိတ်ဆွေတွေအားလုံးကနေပြီးတော့ လူဦးရေဘလောက်တိအာဖိတ်ခေါ်ပေးနိုင်လဲเนาะအမြန်ဆုံးအမြန်ဆုံးပဲ group တွေထဲမှာပေါ်သွားပြီးတော့အမြန်ဆုံးပဲ share ပေးကြမယ်ရှင်ဒါဆိုရင်ဒီနေ့ပစ္စည်းအသစ်စမ်းနေတဲ့ကဒီနေ့ဒီစမ်းကရင်လေးကိုသုံးဖူးတဲ့သူတွေပါလားရှင်အာအက်စမိုနေအုပ်စုတွေကပေါ့เนาะဒီနေ့နေလောင်ခရင်လေးကိုသုံးဖူးတဲ့သူတွေပါလားပါတယ်ဆိုရင်စာလေးတွေအမြန်ဆုံးပဲရေးလာပေးကြမယ်ရှင် ကျွန်တော်ကျွန်မသုံးနေပြီဆိုလို့ရှိရင်လည်းသုံးနေပြီဆိုတဲ့စာလေးတွေကိုရေးလာပေးကြမယ်ရှင်။ဟိုးနေလောင်ခရင်ဖို့သုံးလိုက်တယ်။အာအသားရည်တွေပေါ့နော်။အာမပြတ်စည်းစေခြင်းလို့ပဲသုံးလိုက်တယ်။ဒါပေမဲ့အာဒီတဲမှာပေါ့နော်ဘယ်အရာတွေကကောင်းတာလဲဘလောက်ထိတောင်မှကောင်းတာလဲဆိုတာကိုမိတ်ဆွေတို့တွေကသိကြတယ်မသိသေးတဲ့သူတွေလည်းရှိလိမ့်မယ်အာသိနေပြီးသားသူတွေဆိုလို့ရှင်လည်းသိကြတယ်ဒီနေ့ပို့ပြီးတော့ပေါ့နော်သိရှိသွားရလေအောင်ဒီနေ့ကျွန်မကနေပြီးတော့ မျှဝေပေးသွားမှာပဲဖြစ်တယ်ရှင်။ဒီနေ့မိတ်ဆွေတွေအားလုံးကိုမေးကြည့်တဲ့အရာလေးရှိတယ်။အဲ့ဒါကဘာလဲဆိုရင်ဒီနေ့ပေါ်တော့မိတ်ဆွေတွေအားလုံးအားလုံးပဲအာဒီနေ့ကိုကေအပြင်သွားတဲ့အခါမှာနေလောင်ခရင်ကိုဘာကြောင့်သုံးသင့်တာလဲလူအများစုကနေလောင်ခရင်သုံးတယ်ဆိုလို့ရှိရင်မိတ်ဆွေတွေအားလုံးအားလုံးပဲမျက်နှာအသားရည်တွေပြက်စီးမှဆိုးလို့ဆိုပြီးတော့သုံးကြတယ်မဟုတ်လားရှင်။ ဘယ်လိုမျိုးသူတွေပြက်စီးတာများလဲဆိုလို့ဆိုရင်သိကြတဲ့ကျမတို့တွေမိတ်ဆွေတို့တွေအားလုံးကဆိုရင်တစ်ခါလေပင်ပန်းနေအာအလုပ်တွေပါတယ်ပိတ်တယ်ဆိုရင်ကမ်းခြေတွေမသွားကြဘူးလားရှင်သွားကြတယ်နော်ဒါဆိုရင်ဒီလိုမျိုးကမ်းရှည်တွေသွားတဲ့အခါမှာအဝတ်အစားတွေကဘယ်လိုမျိုးအဝတ်အစားတွေဝေကြလဲရှင်သေးကြတယ်ကမ်းရှည်အင်ဂျီအဝတ်အစားတွေအတူအပြက်လေးတွေပဲဝေကြတာပဲမဟုတ်လားရှင်အာဒါဆိုရင်မိတ်ဆွေတို့အားလုံးအားလုံးကိုပြောပြပေးရှင်တဲ့အရာကဒီနေ့ ဲ့ဒီလိုမျိုးသွားတဲ့အခါမှာဆိုရင် အသားရေတွေပြက်စီးတယ်ဒီနေ့အင်ချီဝတ်လိုက်တဲ့အခါမှာအင်ချီနေရာလောက်ပဲအာအသားရေကပေါ့နော်မပြက်စီးတာပဲပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲအာနေတွေပြီးသွားလို့ဆိုရင်နေလောင်တယ်နောက်တစ်ခါဆိုရင်ရေတွေနဲ့တွေးတဲ့အခါမှာအာအသားရေတွေပြက်စီးတာအများဆုံးဖြစ်ကြတယ်ဒီနေ့ကြုံဘူးလားချင်း အာပြီးသွားလို့စင်ပေါ်တော့အိုးဒါဆိုရင်လီတာကြီးရေဒီနေ့လောင်ခရင်ကအာဘလိုမျိုးနေရာတွေသုံးလို့ရတာလဲမိတ်ဆွေတို့ဒီကိုမျှဝေပေးမယ်ရှင်ဒါမဲ့အဲ့ဒီအရာလေးမပြောပြပေးခင်လေးမှာမိတ်ဆွေတို့တွေအားလုံးကိုပြောပြပေးခြင်းနဲ့အရာရှိတယ်ရှင်အဲအဲ့ဒါကဘာလဲဆိုလို့စင်ဒီမှာတော့ရှေ့ခဏလေးသွားပြပေးမယ်နော်ဒါဆိုရင်မိတ်ဆွေတို့တွေအားလုံးအားလုံးကိုပြောပြပေးခြင်းနဲ့အရာကအာဒီမှာဆိုလို့စင် အာဒီပုံအကြီးကြီးကိုမိတ်ဆွေတို့ကြည်လို့ရတယ်ရှင်ဒီအပုံကြီးကြီးမှဆိုလို့ရှင်ဒီစမ်းခဏနဲ့မှဆိုလို့ရှင်ပေါ့နော်ဒီနေလောင်ခဏနဲ့မှဆိုရင်အိုးပါတာပေါ့နော်90အဲ90ရာဘာကိန်းကနန်းလဲကျမလည်းအရင်တော့ငါတွေးခဲ့ဘူးတယ်ဒီစမ်းခဏရဲ့ပေါ့နော်ဒီဘူးထဲမှာပါတဲ့ဒီ90ကဆိုလို့ရှင်ဘာလဲမသိဘူးရောအာစသဖြင့်ပေါ့နော်အတွေးတွေတွေးခဲ့ဘူးတယ်ရှင်ဒါဆိုရင်နောက်ထပ်တပုံလေးကိုကျမပြအာကြော်ပေးမယ်နော် အာဘာကြောင့်လဲဆိုရင်မိတ်ဆွေတို့ဒီအလုံးအလုံးကိုပို့ပြီးတော့အာကျွန်မကရှင်းလင်းပြချင်တာဖြစ်တယ်ချင်းဒါဆိုရင်ဒီနေ့မိတ်ဆွေတို့ဒီအလုံးအလုံးရဲ့အာကိုယ့်ရဲ့မျက်နာမှာဘယ်အရာတွေပြီးသွားလို့ဆိုရင်ကိုယ့်ရဲ့အသားရည်တွေမှာဘလောက်ထိနော်ဒီနေ့ဒီစံကရင်ကကောက်ွယ်ပေးလဲဆိုရင်သိကြတဲ့ UVA အာသိစားတဲ့ UVA တွေပြီးသွားလို့ရှင် PV ပေါ့နော် V အာ UVB ရဲ့နော်ဒီအရာလေးကတော့နည်းနည်းလေးတော့ခက်တယ်ဒါပေမဲ့မိတ်ဆွေတို့ဒီအားလုံးအားလုံးပဲနားလဲသဘောပေါက်သွားပြီဆိုရင်ဘာမှမခဲယဉ်မှုရှင်းဒါဆိုရင်ဒီ UVA အကြပါကိုကိုစားပြုလဲဆိုရင်နော် H ကိုကိုစားပြုတဲ့ဒီနေ့ UVB ကကြပါကိုကိုစားပြုလဲဆိုရင်မိတ်ဆွေတို့ဒီအားလုံးအားလုံးပဲဒီနေ့အာမျက်နှာမှာအာစသဖြင့်ပေါ့နော်နေလောင်ပြီးတော့ အာအသားရေမဲညစ်တဲ့သူတွေပြီးတော့လို့ဆိုရင်မိဆွေတို့တွေစဉ်းစားကြည့်ပါဒီနေ့ဒီနေလောင်ခရင်ကိုပါလေးပဲလိမ့်မယ်ဆိုလို့ဆိုရင်သေချာတာတကူကအာပါပဲအာကိုယ့်ရဲ့မျက်နှာပဲပေါ့နော်နှုတ်ပြူပြီးတော့ဒါမဲ့လယ်ဘင်းတွေဘာတွေမလိမ့်ဘူးဆိုလို့ဆိုရင်သေချာတဲ့ကိုယ့်ရဲ့လယ်ဘင်းကအရင်ဦးဆုံးအိုမင်းရင်ရော်သွားမှဖြစ်တယ်အာဒီလိုမျိုးအရာတွေကိုမကြုံကျင်တဲ့သူတွေရှိလားချင်းရှိတယ်ဆိုရင်မိဆွေတို့တွေအားလုံးအားလုံးပဲဒီနေ့ဒီမျက်နှာနဲ့ဒီလယ်ဘင်းက အသားရည်ကအရင်တော့မှညံ့တာဖြစ်တယ်ရှင်။ဒါကြောင့်ကိုကပေါ်တော့အသားရည်ပေါ်တော့စူပြေခြင်းနဲ့ပြီးသွားလို့ဆင်ပေါ်တော့ကိုယ့်ရဲ့အသားရည်တွေမပြတ်စည်းစေစမှုဆိုရင်ဒီလိုမျိုးလေပင်တွေကစားလဲလိမ့်ပေးရမှာဖြစ်တယ်ရှင်။အာပြီးသွားလို့ဆင်မိတ်ဆွေတို့ဒီအားလုံးကတော့ပြောကြလိမ့်မယ်။ဒီတကြီးရေဒါဆိုရင်ဒီ UVB ကပေါ်တော့ဘလောက်ထိအာဒီအသားရည်တွေကိုလောင်ကျွမ်းပေးနိုင်တာလဲမိတ်ဆွေတို့ဒီအပူတွေတွေ့တဲ့အခါမှာဆိုအဲ့ဒီရဲ့အသားရည်တွေကိုလောင်ကျွမ်းနေရှင်။ဒါပေမဲ့မိတ်ဆွေတို့စိတ်ပူစရာမလိုဘူး။ ာကြောင့်လဲဆိုရင်ဒီနေ့ UVB UVA တွေပြီးသွားလို့ဆိုရင်ဟောနော် UVB တွေမဖြစ်ဖို့ရန်အတွက်နော်ဒီအရာတွေကိုမဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ဆက်ဆက်မောကနေပြီးတော့အခုထုတ်လုပ်လိုက်တဲ့နော် S မိုနင်းတဲ့ကဒီနေ့စမ်းခရင်လေးနေလောင်ခရင်လေးကိုမိတ်ဆွေတို့လိမ့်မယ်ဆိုလို့ဆိုရင်မိတ်ဆွေတို့ဖြစ်နေတဲ့အရာတွေကိုပျောက်ကင်းပါတယ်ရှင်နောက်တစ်ခုကဆိုလို့ဆိုရင်မိတ်ဆွေတို့တွေကိုအဲ့ဒီတဲ့ကအဓိကကြတဲ့အချက်လေးကိုပြောပြပေးမယ်ရှင် အဲအဲ့ဒါကဘာလဲဆိုလို့ဆိုရင် SPF ပေါ့နော်အဲ့ဒီအရာကိုတွေးတဲ့သူတွေပါလာတွေးချလာပေါ့အဲ့ဒီအရာကဘာလို့ခေါ်တာလဲဆိုလို့ဆိုရင်မိတ်ဆွေတို့ဒီအားလုံးအားလုံးပဲဒီနေ့သူကဆိုလို့ဆိုရင်မိတ်ဆွေတို့အပြင်သွားလိုက်တယ်သွားလိုက်တဲ့အခါမှာဆိုမိတ်ဆွေတို့ကိုဒီနေ့အာအပူတန်နဲ့ပေါ့နော်ကိုယ့်ရဲ့အသားရည်နဲ့ကမိနစ်20လောက်ပဲကြာရှည်ခံတယ်ရှင်စဉ်းစားကြည့်နော်ကိုအပူတဲ့ထွက်လိုက်မယ်ထွက်လိုက်တဲ့အခါမှာကိုယ့်ရဲ့အသားရည်ကမိနစ်20လေးပဲအပူခံနိုင်တာရှိဖြစ်တယ် ဒါပေမဲ့အဲ့ဒီမိနစ်20တဲ့ကြော်သွားပြီဆိုရင်မိတ်ဆွေတို့ရဲ့အသားရေကအာပေါ့နော်စသဖြင့်ဆက်ပူဆက်လောင်ဖြစ်လာတဲ့အရာတွေရှိတယ်။နောက်ဆိုလို့ရှိရင်ပေါ့နော်ကိုတဖြည်းဖြည်းနဲ့ကိုရဲ့အသက်ရွယ်ကအာမကြကြချိန်မရောက်သေးဘူး။ဒါပေမဲ့ဘာဖြစ်လဲနေလောင်တာများတဲ့အခါမှာအသက်ရွယ်ကြတဲ့သူတွေမိတ်ဆွေတို့မြင်ဘူးလားရှင်။ကိုရဲ့ဘေးပတ်ဝန်းကျင်မှာအဲ့ဒီလိုမျိုးမြင်ဘူးတဲ့သူတွေရောရှိလား။ အာရှိတယ်ဆိုရင်စာလေးတွေရေးလာပေးလို့ရတယ်။အိုးတဆုဆိုရင်စကားတွေမပြောကြောက်လား။အာ၊ तू ကပေါ့နော်ငါလောက်တောင်မှအသက်မကြီးသေးဘူး။ဒါပေမဲ့ဘာဖြစ်လဲ။ तू ရဲ့မျက်နှာဆိုလို့ရှိရင်အိုးအသက်ကြီးသလိုမျိုးပဲပေါ့။ဒါပေမဲ့လူတွေကဘာဖြစ်လဲ။ကိုကိုကိုဖြည့်သိမ့်တဲ့အနေနဲ့ तू ကအဆက်ကျဲတယ်။အဲအဲ့လိုမျိုးမပြောကြောက်လားရှင်။ပြောကြတယ်။ဒါဆိုရင်မစ္စတိုတွေအလောင်းအလောင်းပဲဒီနေ့အဲ့ဒီလိုမျိုးဖြစ်သွားတယ်ဆိုတဲ့အရာကကိုရဲ့အသားရေကိုမထိန်သိမ့်လို့ဖြစ်သွားတာပဲဖြစ်တယ်ရှင်။ ဒါသာမဲ့ဆိုလို့ဒီအားလုံးအားလုံးပဲဒီနေ့ကိုယ့်ရဲ့အသားရည်တွေထိမ့်သိမ့်ဖို့ရန်အတွက်ခုနကညီမပြောတယ်နော်ဒီနေ့ကိုယ့်ရဲ့အသားရည်ကိုကအပြင်အပြင်ထွက်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်မှာထီးတွေဘာတွေမပါဘူးစသဖြင့်ဘလောက်ပဲကိုယ်မှာပေါ့နော်အုတ်ထုတ်တွေခေါင်းဆောင်းထားတဲ့အရာတွေဘလောက်ပဲပါနေပါစေကျမတို့ရဲ့အသားရည်မိတ်ဆွေတို့ရဲ့အသားရည်ရာဆိုရင်မိနစ်20ပဲခံနိုင်ရင်ရှိတယ်ချင်း အဲ့ဒီထက်ကြော်သွားမယ်ဆိုရင်မိတ်ဆွေတို့တွေအများအများကြီးပဲမှားတဲ့အရာတွေရှိတယ်ရှင်။ဒါဆိုရင်ဒီနေ့အာလီတာကြီးရေပေါ့နော်။ဒီဥစ္စာကဘဏ္ဍစာထီတောင်မှနော်ကျွန်တော်တို့ကိုအထောက်အကူပြုပေးနိုင်တာလေ။ပျော်ပြပေးမယ်ရှင်။မိတ်ဆွေတို့တွေကဒီနေ့စံကရင်တဘူးဝယ်လိုက်တဲ့အခါမှာကျမလည်းအရင်တော့ကအလောက်မသိဘူးနော်။ဒါပေမဲ့မိတ်ဆွေတို့တွေအပြင်မှာကိုစံကရင်တဘူးဝယ်လိုက်တဲ့အခါမှာမိတ်ဆွေတို့တွေကကြည်ရမယ့်အရာလေးအချက်နှစ်ချက်ရှိတယ်ရှင်။ ဘာလဲဆိုတာကိုသိရှင်တဲ့သူတွေရှိလားရှင်။ဟာလီတာကြီးရေစမ်းခရင်ကိုဝယ်လိုက်တာနဲ့ကျွန်တော်တို့ဘယ်အရာကိုသိရမလဲဆိုတဲ့အရာပေါ့နော်။သိရှင်တဲ့သူတွေရှိလား။အားရှိတယ်ဆိုရင်စာလေးတွေရေးရပေးကြမယ်ရှင်။အဲ့ဒါကဘာလဲဆိုရင် SPF အာ90 เนาะအဲ့ဒီအရာပါလားဗောနော်မိတ်ဆွေတို့တွေကကြည့်ပေးရမှာဖြစ်တယ်ရှင် SPF 50ဟိုမှာဒီမှာဆိုလို့ရှိရင်စက်မောမှာထုတ်လုပ်ထားတဲ့စံကဏ္ဍလေးကဆိုလို့ရှိရင်50ပလက်ပလက်နဲ့တော့မပါသေးတယ်ရှင်အပေါင်းလေးတွေတော့မပါသေးတယ်ဒါဆိုရင်မိတ်ဆွေတို့တွေအားလုံးအားလုံးပဲဒီနေ့အာစံကဏ္ဍတပူဝယ်လိုက်တဲ့ SPF အဲ30ပိုင်းပါမယ်25ပိုင်းပါမယ် အာဒါမှမဟုတ်ဘူးဆိုရင်20ပါရင်ပါမယ်ဒီနေ့ဆက်ဆက်မောမှာဆိုလို့ရှိရင်50အာပေါ့နော်အပေါင်းထီတောင်မှာပါတယ်ရှင်ဒါဆိုရင်ဒီနေ့မိတ်ဆွေတို့ဒီအားလုံးကိုပြောပြပေးခြင်းတဲ့အရာလေးကဒီနေ့ဒီနေရာမှာမြင်အာဒီအရာကိုရှင်းသွားပြီဆိုရင်မိတ်ဆွေတို့ဒီစမ်းကနေကိုဘလောက်ထိပုံသင့်လဲဆိုတာကိုမိတ်ဆွေတို့နားလေသဘောပေါက်သွားမယ်ဒါဆိုရင်ဒီနေ့အပြင်လောကမှာကိုစမ်းကနေတခုဝယ်လိုက်တယ်ဆိုပါစို့ SBF အာ20ပါတယ်ဆိုပါစို့ 30ပဲပါပါ20ပဲပါပါအဲ့ဒီ30အမြောင်20နဲ့အာမြောက်ကြည့်လိုက်ဘယ်လောက်ရမလဲရှင်အော်ကိုတွက်ကြည့်လို့ရတယ်ဒါဆိုရင်မိတ်ဆွေတို့ဒီအားလုံးအားလုံး तू ကနှစ်ဆပို့ပြီးတော့ကောင်းတယ်ဆိုတာကိုဖော်ဆက်အား အော်ဖော်ညွှန်းပြီးတော့ပြောထားတာဖြစ်တယ်တကယ်လို့ SPF 30ပါတယ်ဆိုရင် तू ကနေရောင်ခြည်တန်းကို तू ကဆယ်စားကောင်းတယ်20ပါတယ်ဆိုရင်အာပေါ့နော်အစ20ကောင်းတယ်ဒီမှာ50ပါတယ်ဆိုတော့မိတ်ဆွေတို့စဉ်းစားကြည့်လိုက်မိတ်ဆွေတို့တနေကုန်အောင်မှမိတ်ဆွေတို့ရဲ့အသားရည်ကိုမပြတ်စည်းအောင်ကာကွယ်ပေးတယ်ရှင်ဒါဆိုရင်မိတ်ဆွေတို့ဒီအားလုံးအားလုံးပဲဒီနေ့ဒီတပူလေးကဆိုလို့ရှိရင်မိတ်ဆွေတို့ခရီးသွားတဲ့အခါမှာ တွေ့သွားတဲ့အခါမှာဆိုလို့ရှိရင်လည်းပေါ့ပေါ့ပါပါလေးတည်သွားလို့ရတယ်ရှင်။နောက်တစ်ခုကမိတ်ဆွေတို့ဘာကိုကြည့်ရအောင်မလဲဆိုလို့ရှိရင်နောက်ထပ်တစ်ချက်ရှိသေးတယ်ရှင်။အဲ့ဒီရဲ့အချက်ကဆိုလို့ရှိရင်တော့မိတ်ဆွေတို့ PA ပေါ့နော်။ MPA ဆိုတာကိုကြည့်ရမယ်ချင်းဒီနေ့ PA ကကျွန်တော်တို့တွေနဲ့ဗာဆိုင်လို့လေမိတ်ဆွေတို့တွေအသားရေတွေခုနကပေါ့နော် UVA တွေပြီးတော့လို့ဆိုရင် UVB ပေါ့နော် အာအသားရေတွေအပြင်သွားတဲ့အခါမှာရှောက်သွေးတယ်ပူဆက်ပူလောင်တွေဖြစ်တယ်အမဲဆက်တွေဖြစ်တယ်ဒါဆိုလို့ဆိုရင်အဲ့ဒီအရာတွေကိုဒီ PA ဆိုတဲ့အရာလေးကနေပြီးတော့ဖြေရှင်းပေးသွားတာဖြစ်တယ်ရှင်း ။ဟိုကျမဆုံးလို့ရှိရင်ပေါ့နော်။အော်ဒီစမ်းခရင်လေးပြက်သွားမှတော့အရန်စိုးရင်ရယ်။ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့အသားရည်ကိုဒီလောက်ထိတောင်မှသူကထိမ့်ညိပေးသွားတာဖြစ်တယ်ရှင်။ဒါဆိုရင်ဒီနေ့မိတ်ဆွေတို့တွေအားလုံးကိုမေးချင်တဲ့အရာလေးကအိုလီတာကြီးရေဒီစမ်းခရင်လေးကိုကျွန်တော်တို့တွေကျမတို့တွေသုံးချင်တဲ့ဆိုတဲ့သူတွေပါလာရှင်။အာသုံးချင်ပါတယ်ဗျာဆိုတဲ့သူတွေကလည်းစာလေးတွေရေးလာပေးကြမယ်ရှင်။မိတ်ဆွေတို့တွေကဘလောက်ထိတောင်မှသုံးချင်လဲ။အဲအမြန်ဆုံးအမြန်ဆုံးပဲ ်ရေးလာပေးကြမယ်ချင်းဒါမှသာလင်မိတ်ဆွေတို့ဒီမှာဆိုလို့ရှိရင်ညီမပုံလေးတွေပြထားပေးတာက ဒီနေ့အမေးအဖြေပေါ့နော်ဒီစံခရင်ကဘလောက်ထိကောင်းလဲပြီးတော့လို့ဆိုရင်ဘယ်အရာတွေပါဝင်တာလဲပြီးတော့လို့ဆိုရင်ကိုယ့်ရဲ့အသားအရကိုဘလောက်ထိထိန်းကြီးပေးတာလဲဆိုတော့အမေးအဖြေပုံလေးတွေကိုထည့်ပေးထားတာဖြစ်ပါတယ်ချင်းဒါဆိုရင်ဒီမှာမိတ်ဆွေတို့တွေကြည်လို့ရတယ်နော်ဒီစံခရင်ထဲမှာဆိုရင်ဒါပေမဲ့ तू ကရှမ်းလို့ဆိုပေမဲ့ခုနကညီမပြောတဲ့အရာလေးတွေထဲမှာမိတ်ဆွေတို့နားလည်သွားမယ်ဆိုရင်ပို့ပြီးတော့တောင်မှကိုပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်အာအပြင်လောကမှာစံခရင်တစ်ခုကိုဝယ်လိုက်မယ် ာဆက်ဆက်မောနဲ့မတွေ့ခင်တော့ကဥမာဝယ်ခဲ့တယ်ဆိုရင်တော့မမိတ်ဆွေတို့တွေကဒီနေ့ SPF အာ90ပါလားဒါမှမဟုတ်10ပါရဲ့လား20ပါရဲ့လားဆိုတာမိတ်ဆွေကြည့်ရမှာဖြစ်တယ်ပြီးတော့လို့ဆိုရင် PA black ဘယ်လောက်ထိပါလဲဒီမှာဆိုလို့ဆိုရင်ပေါ့နော်စံကတင်အများစုဆိုလို့ဆိုရင်တော့ PA black အာအပေါင်း၄ခုထိပေါ့နော်ဒါပြတ်တာပေးထားတာဖြစ်တယ်အဲအဲ့ဒီအထိပဲသူတို့တွေကထားပေးထားတာဖြစ်တယ်ပေါ့ဒါဆိုရင်မိတ်ဆွေတို့ဒီအားလုံးအားလုံးပဲဒီနေ့ကိုဒီစံခရင်ကိုသုံးရင်းနဲ့ စီပွားရေးလည်းလုပ်လို့ရမယ်ကိုယ့်ရဲ့အသားရည်ကိုလည်းထိမ့်သိမ်းလို့ရတယ်ရှင်။ဒါဆိုရင်မိတ်ဆွေတို့ဒီအလောင်းအလောင်းကိုညီမကပေါ့နော်ဒီနေ့ဟိုလာပြီးတော့ပေါ့နော်အအကြောင်းအရာလေးတွေမြန်သွားတယ်ဆိုတာကပေါ့နော်ခုနကအင်တာနက်လိုင်းလေးတွေခက်ခဲသွားတယ်ပြီးသွားလို့ချင်းဒီစမ်းကနေကဆိုလို့ချင်းလူတိုင်းကသုံးတော့သုံးကြတယ်ဒါပေမဲ့အာပြောချင်တဲ့အရာကမိတ်ဆွေတို့ဒီအားလုံးထဲမှာဆိုလို့ချင်းတေချာတာတကူကသုံးတော့သုံးတယ်ဒါပေမဲ့ဘယ်အရာကိုကောင်းလဲ ဘယ်နေရာကိုပို့ပြီးတော့ဆင်ပြေလဲဆိုတာကိုသိပြီးတော့နားမလည်သေးဘူးပုံလာမင်းရင်သုံးတယ်အမ်နော်အာမသိတဲ့အရာတွေကြလည်းရှိသေးတယ်ဒါကြောင့်မလို့ညီရဲ့အရာလေးကိုအရင်သာဦးစားပေးအနေနဲ့ပြောပြပေးသွားတာဖြစ်တယ်ရှင်။ဒါဆိုရင်မိတ်ဆွေတို့ဒီအားလုံးကိုညီမကအချိန်လေး2မိနစ်အတွင်းမှာမိတ်ကပ်လေးနဲ့ပြောပြပေးမယ်ရှင်။ ဒီနေ့မိတ်ကပ်လေးရဆိုလို့ချင်းတေးစားနဲ့ကျွန်တော်တို့တွေကဒီနေ့စမ်းကရင်သုံးပြီးသွားရင်မျက်နှာဒီတိုင်းနဲ့ပဲအပြင်သွားလာရှင်မသွားဘူးတော့ကျွန်တော်တို့တွေပေါင်နာတွေလိမ့်နေပြီးသွားလို့ရှင်ဖောင်ဒေးရှင်းတွေလိမ့်နေဟာလာရှင်ဒီနေ့အာကျွန်မပြောပြပေးရှင်တဲ့အရာလေးကကျွန်မဆိုရင်ဆက်ဆက်မော်နဲ့မတွေ့ခင်တုန်းကလည်းအပြင်မှာဒီလိုမျိုးပေါင်တာတွေကျွန်မဝယ်လိမ့်နေ။ဒါပေမဲ့ကျွန်မတို့တွေပြန်ပြီးတော့စဉ်းစားရမယ်။အဲ့ဒါကဘာလဲဆိုရင်ဒီနေ့ကိုယ့်ရဲ့အသားရည်နဲ့အဆက်လားမအဆက်လားလည်းမသိဘူး။ပြီးသွားရင်ကိုကအသားညိုတဲ့သူအမ် ိုကအသားဖြူတဲ့သူကိုကအသားလက်တဲ့သူဒါပေမဲ့ဘယ်ဘယ်ပေါင်တာကိုသုံးရမှာမသိဘူးဘယ်ဖောင်ဒေးရှင်းကိုကျွန်တော်တို့သုံးရမှာမသိဘူးဟုတ်လားရှင်ဖြစ်ပူတဲ့သူတွေရောပါရဲ့လားဟမ်လိုက်ဆောင်မှာကျေးဇူးနေကြတဲ့မိသားစုနေအားလုံးကရောအဲ့ဒီလိုမျိုးဖြစ်ပူတဲ့သူတွေပါလားဗောပါတယ်ဆိုလို့ရှိရင်စာလေးတွေရေးလာပေးလို့ရတယ်ရှင်ဒီနေ့မိတ်ဆွေတို့တွေအားလုံးအားလုံးပဲအဲ့ဒီလိုမျိုးဖြစ်ပူတယ်ဆိုရင်စိတ်ကူစရာမလိုပါဘူးရှင် အဲ့ဒါကပါလဲဆိုရင်ဒီနေ့ဆက်ဆက်မောမဆိုလို့ရှိရင်ဖောင်ဒေးရှင်းဆိုလို့ရှိရင်လည်း3မျိုးတောင်မှထုတ်ပေးထားတယ်။ပောင်ဒါဆိုရင်လည်း3မျိုးတောင်မှဖုတ်ထုတ်ထားပေးတယ်ရှင်။ဒါဆိုရင်ဒီနေ့မိတ်ဆွေတို့တွေအားလုံးထဲမှာအသားညိုတဲ့သူလား၊အာအသားဖြူတဲ့သူလား၊အသားလက်တဲ့သူလားမိတ်ဆွေတို့တွေစိုက်နှစ်သက်တဲ့ကိုယ့်ရဲ့အသားရည်နဲ့လိုက်တဲ့အာဖောင်ဒေးရှင်းသုံးလို့ရတယ်။ပြီးတော့လို့ရှိရင်ပောင်ဒါသုံးလို့ရတယ်ရှင်။ ဒါအရန်တော့မှကောင်းတယ်ကျွန်မဆိုရင်ဆက်ဆက်မော်နဲ့တွေ့ပြီးတော့ဒီလိုမျိုးဖောင်ဒေးရှင်းတွေတော့ကိုကိုတိုင်ကပဲဆက်ဆက်မော်ကပစ္စည်းမဟုတ်ဘူးဆိုလို့ရှင်အာဥမာပေါ့နော်ဝယ်လို့မရတဲ့ပစ္စည်းလောက်ပဲကျွန်မဝယ်တယ်ဝယ်လို့ရတဲ့ပစ္စည်းဆိုရင်ဒီနေ့ဆက်ဆက်မော်မှာပဲကျွန်မကိုတိုင်ကဝယ်ယူသုံးဆွဲခဲ့တာအခုချိန်ထိပဲရှင်ဒါသောမိတ်ဆွေတို့ဒီအားလုံးအားလုံးပဲဒီနေ့ကိုကအလှပြင်ရင်နဲ့စီပွားရေးလုပ်လို့ရမှာဖြစ်တယ်ရှင်ကြိုက်လားရှင် တိုက်တယ်ဆိုလို့ရှိရင်ပိတ်ဆို့တွေတွေအားလုံးအားလုံးပဲအသေးစရိကာလေးတွေနှိပ်လာပေးလို့ရတယ်ရှင်ဒါအရင်တော့မှကောင်းတဲ့အချက်တွေပဲဖြစ်တယ်နော်အာဟိုတိုဟိုမင်းသမီးကကြော်ညာလို့အာစသဖြင့်ပေါ့နော်ဟိုမင်းသမီးကကြော်ညာလို့ကြော်ညာအားကောင်းလို့ဆိုပြီးတော့ဝယ်လိုက်တယ်ဒီမင်းသမီးကကြော်ညာအားကောင်းလို့ဆိုပြီးဝယ်လိုက်တယ်ပိတ်ဆို့တို့စဉ်းစားကြည့်ဒီနေ့ तू ကကြော်ညာရုံပဲကြော်ညာတယ်အဲ့ဒီပစ္စည်းကို तू အကုန်လုံးမသုံးဘူးရှင်တကယ်ပြောတာဒါပေမဲ့ ကျွန်တော်တွေကကြောင်ကြာအားကောင်းလို့ဆိုပြီးဝယ်လိုက်တယ်ကျွန်တော်တို့မျက်နှာနဲ့အဆမ်းမတည့်ဘူးအဆင်မပြေဘူးပေါ့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ရဲ့မိတ်ဆက်မျက်နှာတွေမိတ်ဆက်တွေရဲ့မျက်နှာတွေပဲပြက်စီးသွားမှာဖြစ်တယ်ရှင် ဲ့ဒီလိုမျိုးမဖြစ်ရှင်မှုဆိုရင်တော့ဒီနေ့ဆက်ဆက်မော်ကထုတ်လုပ်တဲ့ဖောင်ဒေးရှင်း၃မျိုးရဲ့အာကျွန်မဆိုရင်ဒီမှာကျွန်မရဲ့ပုံလေးထည့်ထားပေးတဲ့ဒီနေ့မိတ်ဆွေတွေတွေကျွန်မရဲ့မျက်နှာကိုကြည့်လို့ရတယ်ဇင်းเนาะဒီနေ့ဆက်ဆက်မော်မှာထုတ်လုပ်ထားတဲ့ပစ္စည်းကိုကိုယ်တိုင်သုံးတယ်ကိုယ်တိုင်သုံးပြီးတော့ကိုယ်ကိုယ်တိုင်ကနေပြန်လဲပြီးတော့မိတ်ဆွေတွေတွေကိုမျှဝေခွင့်ရတဲ့အတွက်လဲကျွန်မကိုကျွန်မအရန်ဂုံယူတယ်ရှင်။ဒါဆိုရင်မိတ်ဆွေတွေတွေအားလုံးအားလုံးပဲဒီနေ့ပေါ့เนาะကျွန်မပြပြပြီးခဲ့တဲ့အချိန်20မိနစ်ကတော့ပြီးသွားပြီပေါ့เนาะ ါဆိုရင်ကျွန်မပြောပြပေးခဲ့တဲ့ပစ္စည်းတောင်းလေးကတော့ဒီတမှာပဲပြီးဆုံးပြီဒါပေမဲ့မိတ်ဆွေတို့ဒီအားလုံးကိုကျွန်မအရင်အမှကျေးဇူးတင်တယ်အဲ့ဒါကဘာလဲဆိုရင်ကို live phone ဘယ်ချိန်များလွင့်မလဲအခုချိန်လေးစောင့်ပေးနေခဲ့တဲ့လူဦးရေတွေပေါ့နော်အရန်တော့မှကျေးဇူးတင်ပါတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ဒီအားလုံးကိုပြောချင်တဲ့အရာတစ်ခုကဒီနေ့ပေါ့နော် ကိုကိုတိုင်ကနေပြီးတော့ဒီနေ့ထုတ်ကုန်ပစ္စည်းတောင်းနေဆိုရင်ကျွန်တော်တို့တွေဗုဒ္ဓဟူးနေ့အပတ်စဉ်အာရှင်းပြပေးသွားတယ်မျှဝေပေးသွားတယ်သူတို့ကိုတိုင်သုံးဆဲပြီးတော့သူတို့ကိုတိုင်ရလက်တွေနဲ့အတူတူမျှဝေပေးသွားတယ်ရှင်ဒါဆိုရင်တောက်ကြံနေ့တွေမှာဆိုလို့ရှိရင်မိတ်ဆွေတို့တွေတလကိုထိုင်ပန်းငွေနော်တလအတွင်းမှာ3000ကနေ1000တနည်းအတွင်းမှာ3သိန်းခန့်ရအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့အရာတွေကိုလာပြီးတော့မျှဝေပေးအာဒါဆိုရင် အားလုံးပဲတနင်္ဂနွေနေ့ဒီမှာမိတ်ဆွေတို့ဒီအားလုံးကနေပြီးတော့ဒီနေ့အာအလုပ်တွေပိတ်လို့အာပန်းချန်တွေလည်းမသွားချင်ဘူးအခန်းတွေမှာအောင်းနေမဲ့သူတွေဆိုလို့ရှိရင်တော့ဒီနေ့မိတ်ဆွေတို့ဒီအားလုံးကိုပြပြပေးခြင်းတဲ့အရာကတနင်္ဂနွေနေ့ဒီမှာဆိုလို့ရှိရင်တကက်ကိုပေါ့နော်အောင်မြင်တဲ့သူတွေကိုယ်တိုင်ကနေပြီးတော့အလုပ်အကြောင်းတွေအသေးစိတ်ရှင်းပြပေးသွားတာဖြစ်တယ်ရှင်။ဒါကြောင့်ဒီ Facebook Live ဆောင်မှာဆိုရင်မိတ်ဆွေတို့ဒီတကယ်လေးလာကြည့်ကြတယ်ဆိုရင်နေ့လယ်ထင်းစားနာတဲ့ချိန်ဒီမှာလေ့လာလို့ရတယ်အကယ်၍ကိုကနေ့လေခင်းနေမှာလေ့လာလို့မရဘူးဆိုရင်ညပိုင်းပေါ့နော် Telegram group တွေမှာဆိုရင်မြန်မာစံတော်ချိန်မိတ်ဆွေဘယ်နိုင်ငံမှာပဲရောက်ရောက်မြန်မာစံတော်ချိန်ည9:00နာရီခွဲပြီဆိုတာနဲ့အလောက်ကြောင့်လေအသေးစိတ်ရှင်းပြပေးပါတယ်ရှင်။ဒါဆိုရင်ကျွန်တော်တို့တွေပေါ့နော်ကျွန်မပစ္စည်းကြောင်းလေးရတော့ဒီတမှာပဲပြီးဆုံးပြီရှင်။ဒါဆိုရင်မိတ်ဆွေတွေအားလုံးအားလုံးပဲတောက်ကြနေကြရင်အားလုံးအတူတူကျွန်တော်တို့တွေပြန်လည်ပြီးတော့ဆုံတွေ့